ရှင်ယောဟန်ဩဝါဒစာပထမဆုံးခန်းကြီးလေးငယ်ခုနှစ်မှရှိချစ်သူတို့ငါတို့သည်အချင်းချင်းချစ်ကြကုန်အံအကြောင်းမူကားချစ်ချင်းမေတ္တာသည်ဖျားသခင်နှင့်ဆက်ဆိုင်၏ချစ်တတ်သောသူမိသည်ကဖျားသခင်ဖြစ်ဖွားစေတော်မူသောသူဖြစ်ဖျားသခင်ကိုတည်တော်သူလည်းဖြစ်ချစ်ချင်းမရှိသောသူသည်ဖျားသခင်ကိုမတည်အကြောင်းမူကားဖျားသခင်သည်ချစ်ချင်းမေတ္တာဖြစ်တော်မူ၏ God is love ဖြစ်ပါတယ်။ဘုရားသခင်ကြီးချစ်ချင်းမေတ္တာဖြစ်တယ်။ဒီမှာကျမ်းစာကဖော်ပြပါဒီနှစ်ဦးနှောနေ့ရဲ့အဓိကချက်ကတော့ဘုရားသခင်မေတ္တာ၌ရှင်သန်တော်သူပဲဖြစ်ပါတယ်။ဦးနှောရဲ့အတ္တပြောင်းလဲခြင်းမြမပြီမှာ ပထမဆုံးနှစ်ချင်းခံသူ ဖြစ်နေပြောင်းလဲအတ္တဘာကြောင့်ပြောင်းလဲသွားလဲ။ဘုရားရဲ့မေတ္တာကြောင့်ဘုရားရဲ့မေတ္တာကိုထီတွေ့ခံစားရလို့ပြောင်းလဲတယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ် ဖျားမြစ်တာကိုဆရာဦးရတန်တို့ရှိကနေတဆင့်ခံစားရတဲ့အခါမှာသူလည်းဖျားသခင်မြစ်တာနဲ့ရှင်တန်တော်သူဖြစ်လာပါတယ်။ဒါကြောင့်မလို့ဒီနေ့ဦးနှောနေ့မှာဦးနှောဟာဖျားရဲ့မြစ်တာဘလို့ခံစားရပြီးပြောင်းလဲခဲ့တာလဲဆရာဦးရတန်တို့ဟာဘလို့နီးနေနဲ့ဦးနှောကိုဖျားမြစ်တာကိုဝေမျှခဲ့တယ်လဲဆိုတဲ့အရာကိုအတူတကွဆင်ခြင်သွားဖို့အတွက်ပြင်ဆင်ထားပါတယ်။ပထမဆုံးဦးနှောခံစားရတဲ့အရာတစ်ခုကဘာလဲဆိုရင် welcome and accept him ကြိုးစိုးခြင်းနဲ့ လက်ခံပေးခြင်းဆိုတဲ့အရာကိုတွေ့ရပါတယ်။ဖျားသခင်ရဲ့မြစ်တာဟာအယုံလက်အမျက်မီပြီးလက်ခံပေးတဲ့အရာဖြစ်ပါတယ်။တော့ကျွန်တော်တမန်ကျမ်းစာထဲမှာပြန်ကြည့်လို့ရှိရင်ဖျားသခင်ကလက်ခံပေးတော့ဖျားဖြစ်တယ်။ဘယ်တော့မှသူဟာလူဆိုးလူမိုက်တွေကိုမလာနဲ့နော်။ယုံညံ့တဲ့သူတွေငါရှိမလာနဲ့ဆင်းရဲသားတွေငါရှိမလာနဲ့လို့ဘယ်တော့မှတားမြစ်တဲ့ဖျားမဟုတ်ဖျားသခင်ကသူ့ရဲ့နှလုံးသားတကားကိုဖွင့်ထားပေးတယ်။အားလုံးကိုလက်ခံတယ်။ accept လုပ်ပေးတယ်။တော့ကျွန်တော်တို့တမန်ကျမ်းစာထဲမှာသူတစ်ပါးကနေပြီးတော့လူတွေကနေ ဟိုအပြစ်ဝိုင်းတင်ပြီးတော့ဖောက်ပြန်လို့ခဲနဲ့ပေါက်တတ်တော့မယ်အမျိုးသမီးကို तू ဟာမစီရင်ဘူး judge မလုပ်ဘူး accept လုပ်ပေးတယ်ချစ်သမီးတင်းအပြစ်ကိုငါလွတ်တယ်တင်းကိုငါမစီရင်ဘူးနောက်တစ်ခါအပြစ်မပြုတ်နဲ့ဆိုတဲ့အခါမှာအဲ့အမျိုးသမီးကအဲ့ဒီလက်ခံမေးခြင်းအပြင်အသက်တာပြောင်းလဲသွားတော့တွေ့ရတော့ကျွန်တော်တို့လူတကာကယုံရှာမုန်းတွေးတဲ့သူတစ်ပါးကိုခေါင်းပုံဖြတ်တဲ့အခွန်ခံတွေကိုကိုတော်ကလက်ခံပေးတဲ့အခါမှာအခွန်ခံတွေဟာအသက်တာပြောင်းလဲပြီးတော့သူတော်စင်တွေတမန်တော်တွေဖြစ်လာတယ် အခွန်ခံမှတ်သဲကိုကိုရိုဒီလက်ခံပြီးတဲ့အခါမှာအဲဒီရှင်မှတ်သဲကအခွန်ခံမှတ်သဲကနေပြီးတော့เนาะအသက်တာပြောင်းလဲပြီးတော့တမန်တော်ကြီးရှင်မှတ်သဲဖြစ်လာတယ်အဲတော့ကျွန်တော်တို့ကိုရိုရဲ့မြစ်တာဟာလက်ခံပြီးချင်းကြိုးဆိုပြီးချင်းဖြစ်တယ်ခွဲခြားဆက်ဆံမှုမရှိချင်းဖြစ်တယ်အဲတော့ပထမဆုံးဦးနှောခံစားရတဲ့အရာကအဲ့ဒါဖြစ်တယ်1869ခုနှစ်အေဘီလ30ရက်နေ့မှာဦးနှောက เนาะကျွန်တော်တို့လမ်းလျှောက်လာရင်းနဲ့ဇရက်တစ်ချောင်းကိုတွေ့ပါတယ်ဒီနေရာမှာယင်းတော့ကဒီဇရက်မတွေ့ဘူးဇရက်ပေါ်ကိုကြည့်လိုက်တဲ့အခါမှာမျက်နှာဖြူတစ်ယောက်ကဗမာလိုပီပီတတ်တတ်နဲ့ပြောနေတဲ့ယောက်တွေ့တယ်အရင်စိတ်ဝင်လာသွားတယ်အနားကိုသွားတဲ့အခါမှာဆရာယူတဲ့တန်ရှိကဖရားရဲ့မြစ်တာနဲ့ဖိတ်ခေါ်ခြင်း welcome လုပ်ခြင်းကိုသူခံရတယ်ကြွပါဇရက်ပေါ်မှာနားပါအောင်အေးစစ်စစ်အနားယူပါမိတ်ဆွေဘယ်ကလာသလဲစသဖြင့်အဲ့တော့ အဲ့မှာပဲကြိုးစုံမှုနဲ့တူဦးနှောကဇရက်ပေါ်မှာတက်ထိုင်မိရတာဖြစ်သွားတယ်အဲ့ခါမှာကျွန်တော်တို့လက်ခံခြင်းဆိုရရစိတ်တဘောပြည့်နဲ့ချစ်ချင်းမေတ္တာနဲ့လက်ခံခြင်းကိုသူခံစားရတယ်ဒါကြောင့်မလို့သူကနောက်တစ်နေ့မှလည်းထပ်သွားတယ်ဆိုတာတွေ့ရတယ်အေဗီလာ30နေမှာသွားတယ်တေချာနားထောင်နေဆရိတံပြောတဲ့နှုတ်ကပတ်တော်ကိုတေချာနားထောင်နေနောက်တစ်နေ့မေလာတရနေ့စနေနေ့မှာထပ်သွားပြန်တယ်သူမသိတာတွေကိုမေးတယ် နောက်မေလာ၂ရက်နေ့မှလည်းမနေနိုင်ဘူးထတ်သွားပြန်တယ်။နောက်ထပ်မကြာခဏသွားတယ်မေလာ၉ရက်နေ့ဝိပုစီဝေးလေးရောက်ကိုသူဟာသူ့ရဲ့ယုံကြည်ခြင်းကိုလူအများရှိမှအဲ့တုန်းကလူ30လောက်ရှိတယ်။အဲ့ရှိမှရဲရဲဝံ့ဝံ့နဲ့မကြောက်မရွံ့နဲ့ဝင်ခံခဲ့တာကိုကျွန်တော်တွေ့ရပါတယ်။အဲ့တော့ကျွန်တော်ဒီမှာဘာလို့ဦးနှောကခဏခဏသွားရတာလဲ။ရိုးရိုးလေးပါပဲ။ Welcome ချစ်ချင်းမေတ္တာနဲ့ကြိုတာကိုချစ်ချင်းမေတ္တာနဲ့လက်ခံပေးတဲ့နေရာ သူ့ကိုမစီရင်ဘူးသူဘာလို့လဲသူ့မှာအပြစ်တွေများတယ်ဒါမျိုးတွေမင်းစင်းရဲတယ်မလာနဲ့ဆိုတာတွေမရှိဘူးခွဲခြားဆက်ဆံမှုမရှိဘဲနဲ့လက်ခံပေးသောနေရာသူအဲ့ဒီမေတ္တာကိုခံစားရတဲ့အတွက်ဥနှောဟာနှုတ်ကပတ်တော်တွေကိုဆရာဦးတန်ဟောတဲ့တရားတွေကိုကောင်းကောင်းနားထောင်ခဲ့တယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်ဒါကြောင့်ကျွန်တော်တို့အသင်းတော်တွေလည်းလက်ခံပေးခြင်းနဲ့ welcome လုပ်ခြင်းဟာအလွန်ရေးကြီးတယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ် ်နောက်တစ်ချက်ဦးနှောင်းကဖះမြစ်တော်ကိုဘယ်လိုခံစားရလဲဆယ်ဦးတန်ရှိကဘာတွေကြားရလဲဦးနှောင်းကရှေ့ပိုင်းမှာကျွန်တော်တို့ဦးနှောင်းနှချင်းခံဖို့အတွက်တောင်းခံတဲ့ဆာမှာကျွန်တော်ဘာတွေ့ရလဲဆိုရင်သူ့မှာတဲ့အပြစ်တွေများလွန်အားကြီးတယ်တဲ့အပြစ်တွေများတဲ့အတွက်ကြောင့်မလို့သူဟာအဲ့ဒီအပြစ်ရဲ့ဒဏ်ကိုငရဲမှာခံရမယ်ဆိုတော့သူသိပါတယ်ဝင်လင်းနေပါတယ်တဲ့ဒါပေမဲ့တဲ့ ဘုရားသခင်ရဲ့ကျေးဇူးကရုဏာကို तू တိလိုက်ရတဲ့အချိန်မှာတော့တဲ့ညှော်လင့်ခြင်းဖြစ်သွားတယ်အဲ့တော့ကျွန်တော်သူ့ရဲ့စာထဲမှာအဲ့ဒီသခင်ယေရှုရဲ့နော်ကျေးဇူးကရုဏာတော်ဆိုတဲ့အရာကိုကျွန်တော်တွေ့ရပါတယ်သခင်ယေရှုရဲ့ကျေးဇူးတရားဆိုတဲ့အရာကိုတွေ့ရ grace ဖြစ်ပါတယ်အဲ့ဒါအဲ့ဒါကဘုရားရဲ့မြင့်တာပဲဘုရားသခင်ကလူတွေကိုချစ်တယ်တော့ကျွန်တော်တို့ကုသိုလ်ကောင်းမလို့ကျွန်တော်တို့တော်နေတက်နေလို့เนาะကျွန်တော်တို့ကအချင်းနေအရန်ကောင်းနေလို့ကောင်းငင်ရအောင်မှာမျိုးမဟုတ်ဘူး တော့တမန်တော်ကပြောထားတယ်လူတို့ဒီပညာတရားဤအချင်းအပြင်ဖြောင့်မတ်ရသောမယောင်ယေရှုခရစ်ကိုယုံကြည်ခြင်းအဖြစ်ဖြောင့်မတ်ရသောယောက်ျားသည်တဲ့တွေ့ရငါတို့ကျင့်သောဖြောင့်မတ်ခြင်းအချင်းအပြင်မဟုတ်ဘဲမိမိတနာခြင်းကိယူနာတို့ညီဒုတိယမွေးခြင်းနဲ့ဆိုင်သောစေကြောခြင်းအဖြစ်၎င်းတန်ရှင်သောဝိညာဉ်တော်၏အသစ်ပြုပင်ခြင်းအဖြစ်၎င်းငါတို့ကိုကယ်တင်တော်မူ၏တဲ့အပြတ်ပဲရေးထားတယ်ဒါကြောင့်မလို့ဦးနှောကအဲ့ဒါအဲ့ဒီအရာက तू grace ဆိုတဲ့အရာကိုခံစားလိုက်ရတယ် အရင်တော့ကသူ့ဘဝကြီးမှာ तू မလုံခြုံမှုတွေညှော်လင့်ချက်မဲ့နေတယ်ငါဟာကုသိုလ်မရှိဘူးငါဟာတီလမစောက်တည်နိုင်ဘူးငါဟာတင်ငရဲသွားမယ်သူပါလားဆိုပြီးဝင်လင်းနေတယ်ဆိုတော့သူ့ရဲ့စာထဲမှာဝင်ခံထားတာတွေ့ရအဲ့တော့အဲ့ဒီနောက်မှာဘာဖြစ်လဲညှော်လင့်ချက်ကမဲ့နေတယ်ဒါပေမဲ့ဆရာဥဒ္ဒတန်ရဲ့ကြိုးစိုးခြင်းနဲ့လက်ခံပေးခြင်းအပြင်ဇရက်ပေါ်ရောက်သွားတဲ့အချိန်မှာကြားလိုက်ရတဲ့နှုတ်ကပတ်တော်အားဖြင့်သူဘာတိသွားလဲဖခင်နှုတ်ကပတ်တော်အားဖြင့် ယေရှုကယူနာတော်ရှိတယ်ဖိယသခင်ကမထိုက်တန်တော့လဲရတယ်ဘသူအပြင်ရလဲယေရှုခရစ်အပြင်ယေရှုခရစ်ရဲ့ယေရှုယေရှုခရစ်အပြင်ယေရှုခရစ်ရဲ့ကုသိုလ်အပြင်ငါတို့ဒီချမ်းသာရတယ်ငရဲသွားကြမလို့ထာဝရတက်ကိုရတယ်ဆိုတဲ့အရာကိုအဲ့မှာတွေ့သွားတဲ့အခါမှာအဲ့မှာကြားသွားတဲ့အခါမှာသူတောက်လျှောက်နေ့တိုင်းလာပြီးတော့နားထောင်နေမေးမြန်းနေဆွေးနွေးတယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်ဥနောဟာအဲ့ဒီအရာကိုခံစားလိုက်ရတာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကျမ်းစာကပြောပါတယ် အဘေကြောင့်နည်းဟုမူကားလူပေါင်းတို့သည်ဒူးစရိုက်ကိုပြု၍ဖျားခင်ရှိတော်၌အထရေပြတ်ကြပြီယေရှုခရစ်ရွေးနုတ်တော်မူသောအဖြစ်အဖိုးကိုမပေးဘဲဖျားခင်ကျေးဇူးတော်ကြောင့်ဖြောင်းမတ်ရာသို့ရောက်ကြ၏ကျွန်တော်တို့ရေဟာဖျားခင်ကျေးဇူးတော်ကြောင့်ဖြောင်းမတ်တာဖြစ်တယ်ကျွန်တော်တို့အချင်းချင်းချင်းသည်ကုသိုလ်ရဖို့အတွက်ကောင်းငင်ပုံရောက်ဖို့အတွက်အချင်းချင်းတာမဟုတ်ဘူးရောက်ပြီးသားဖြစ်လို့ချင်းတာဖြစ်တယ်ဒါကိုရှင်းလင်းစွာနဲ့နားလည်ရမယ်ဘာကြောင့်ရောက်တာလဲသခင်ယေရှုခရစ်ရဲ့ ်ကျေးဇူးတော်အပြင်ကျွန်တော်ဒီကောင်းကင်နိုင်ငံထာဝရတက်ကိုရတယ်အဲ့အတွက်ကြောင့်မို့သခင်ကိုချစ်တဲ့အတွက်ကျွန်တော်တုံ့ပြန်ပြီးတော့ကောင်းမွန်စွာနဲ့သခင်ဖျားရဲ့အလိုတော်နဲ့ညီအသက်ရှင်ခြင်းဖြစ်တယ်ဒါကိုဦးနှောကဒီ grace ဆိုတဲ့အရာကိုတွေ့သွားတယ်သူ့ဘဝကြီးမှာ race ဆိုတဲ့ပြိုင်ပွဲထဲမှာ RC race ဆိုတဲ့ပြေးပွဲပြိုင်ပွဲထဲဘဝကပြိုင်ပွဲတစ်ခုလို့ပြေးနေရမောနေတယ်ဝင်လင်းနေတယ်တဲ့ဒါပေမဲ့ဆရာဦးရတ်တန်နဲ့တွေ့တဲ့အချိန်မှာ God ဆိုတဲ့အကြောင်းတားလိုက်တဲ့အခါမှာသူ့ဘဝတဲကိုသူ့ဘဝပြေးပွဲပြိုင်ပွဲဆိုတဲ့ race တဲကို G ဆိုတဲ့ God ကိုထည့်လိုက်တဲ့အခါမှာစလုံးကပြောင်းသွားတယ် G R A C grace ယေရှုတော်ဖြစ်သွားတယ်။အဲ့ဒီယေရှုတော်ကိုသူခံစားလိုက်ရတဲ့အချိန်မှာ hope ဆိုတဲ့မျှော်လင့်ခြင်းနေနဲ့သူကအသက်ဆက်ရှင်သန်ခြင်းစိတ်ပေါက်လာပြီးတော့နေ့တိုင်းနေ့တိုင်းမှာအဲ့ဒီမျှော်လင့်ချက်နောက်ကိုလိုက်ရင်းနဲ့ဆရာဦးရတန်ရှိကိုရောက်ရှိလာတာဖြစ်တယ်။ဆရာဦးရတန်ကလည်း accept လုပ်တယ် welcome လုပ်တယ်အဲ့ခါမှာ သူ့အတွက်အလွန်ကောင်းတဲ့အဆင့်ကိုတော့ဖရားမြတ်တာကိုပြေးပြေးတဖြည်းဖြည်းခံစားလာတာဖြစ်တယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်။နောက်ထပ်သူဖရားသခင်ရဲ့မြတ်တာကိုဘာကြောင့်ခံစားရလဲ။ဥနောရဲ့အသက်တာမှာအလုတ်ပြုတ်သွားတဲ့အချိန်ရှိပါတယ်။အလုတ်ပြုတ်သွားတဲ့အချိန်ကဘယ်လိုလဲဆိုတော့တော့ကျွန်တော်တို့တမိုင်းမှာတော့ဘာရေးထားလဲဆိုရင်ဥနောအားတဲ့တော့တစ်ဖောင်လို့သားဖြစ်တယ်။ဒါကြောင့်မလို့တစ်ဖောင်နဲ့သူစံတက်ဖို့အတွက်တော့ဆရာဥရတန်ကိုခွင့်တောင်းတယ်။ဆရာကြီးကျွန်တော်တို့ ပြန်လာမှနှစ်ချင်းခံပါမယ်။အခုသွားစရာရှိတယ်။အလုတ်သွားလုတ်ပြီးပြန်လာရင်နှစ်ချင်းခံပါမယ်လို့ပြောပြီးတော့ထွက်သွားပါတယ်။ဒါပေမဲ့နောက်တနေ့မှာတော့တဲ့။ဦးနှောကပြန်လာတယ်တဲ့။ရက်နှင်းငယ်ကြမှာဦးနှောပြန်လာတယ်။ "तू အလုတ်မသွားဖြစ်ဘူး။ဘာဖြစ်လို့လဲ။အလုတ်ထွက်လိုက်ပြီးအလုတ်ပြုတ်သွားပြီ။နော်သူ့ကိုလှည့်စားသွားတယ်"ဆိုတဲ့အရာတွေကိုကျွန်တော်တွေ့ရပါတယ်။အဲ့တော့အလုတ်မရှိတော့ဘူး။ညှော်လင်းချက်မဲ့နေတယ်။အဲ့တော့ဆရာဦးရတန်တို့ကဒီတိုင်းหนีလို့မရ။ခဲလောက်တာ哦။ဂယုနာ နဲ့ခဲလို့တဲ့ခါမှာငါတို့မှာမင်းကိုအလုတ်ပေးစရာလာတာတော့အရန်မကောင်းဘူးဒါပေမဲ့မင်းလုံနိုင်မယ်ဆိုရင်ငါတို့ရှီမှာလာလုတ်ပါမင်းလဲစာရေးစာဖတ်တတ်တာပဲကျန်းစာကိုဘာသာပြန်ထားတဲ့ကျန်းစာတွေဝေစာတွေရှိတယ်အဲ့ဒီရော်တွေကိုကူရေးတဲ့အလုတ်ကိုလုတ်ပေးပါပြီးရင်သာသနာခြံဝင်းထဲမှာလဲလာနေလို့ရပါတယ်ဆိုပြီးတော့ဖိတ်ခေါ်ပြီးတော့ဦးနှောရဲ့အခက်ခဲကိုဖြေရှင်းပေးလိုက်တဲ့အခါမှာဦးနှောကအလွန်ပဲဝမ်းသာပါတယ်ဖခင်ရဲ့မြစ်တာခဲလုတ်ချင်းဆိုတဲ့ ဂယုစိုက်ခြင်းဆိုတဲ့ဘုရားရဲ့မြစ်တော်ကိုခံစားရတယ်အဲ့တော့တခင်ရှုရဲ့မြစ်တောင်အောင်ပြန်ကြည့်တဲ့အခါမှာတခင်ရှုဟာလည်းအလွန်ပဲလူတွေကိုဂယုဆိုင်သောဖျားဖြစ်တယ်ဆိုတော့တွေ့ရပါတယ်။ဟောတခင်ရှုဟာဝိညာဉ်ရေးရာတစ်ခုတည်းကိုပဲဖြည့်ဆည်းပေးသောဖျားမဟုတ်ဘူး။ကျွန်တော်တို့ရဲ့အတွက်အသက်မွေးလောက်သောအစာကိုလည်းဖြည့်ဆည်းပေးနေသောဖျားဖြစ်တယ်။ဟောဝိညာဉ်ရေးရာကိုပဲဂယုဆိုင်တာမဟုတ်ကျွန်တော်ခန္ဓာဒီအသက်ရှင်နေတဲ့အချိန်မှာစားမှပဲရမယ်။စားဝတ်နေကိုဂယုဆိုင်သောဖျားဖြစ်ပါတယ်။ဒါကြောင့်မလို့ ကျွန်တော်တို့ပထနာတော်မှာကြည်လိုက်ကိုရောကနေ့တိုင်းဆူတောင်းခိုင်းတဲ့အတက်မွေးလောက်သောစာကိုကျွန်တော်တို့အားပေးတော်မူပါနေ့တိုင်းတောင်းခိုင်းတာဖြစ်တယ်အဲ့တော့ကျွန်တော်စံစာထဲမှာကြည်တဲ့အခါမှာလည်းเนาะကျွန်တော်ဘာတွေ့ရလဲဆိုရင်ယေရှုသည်တပည့်တော်ကိုခေါ်၍ဤလူများကိုငါသနာ၏သုံးရက်ပတ်လုံးငါနှစ်တူရှိကြပြီစားเสียအလင်းမရှိလန်ခီး၌မောမီကိုစိုးရင်တော့ကြောင့်အစာမစားမီသူတို့ကိုလွှတ်ချင်းကငါလိုမရှိဆိုပြီးတော့တပည့်တော်တွေကိုအစာကျွေးဖို့เนาะဒီလူတွေကိုအစာကျွေးဖို့အတွက် အစာမစားရင်မောလိမ့်မယ်တဲ့ကိုရောကဂယုစိုက်တော့ဖျားဖြစ်တယ်။ဒါကြောင့်မလို့ကိုရောဟာဝိညာဉ်ရတစ်ခုတည်းကိုဂယုစိုက်တာမဟုတ်ဘူး။အဲ့ဒီမြစ်တာကိုဆရာယူတဲ့တန်ကနေတဆင့်ဦးနှောကခံစားရတယ်။သူ့ကိုခဲလုတ်တယ်နော်။အဲ့တော့ကျွန်တော်ကျမ်းစာမှာလည်းကြည့်လို့ရှိရင်သခင်ယေရှုသည်လူတွေကိုဂယုစိုက်တော့ဖျားဖြစ်တယ်။ တခင်ယေရှုသည်ထွက်ကြွ၍လူများပေါင်းတို့ကိုတွေ့မြင်တော်မူလျှင်တနာချင်းစိတ်တော်ရှိ၍လူနာရှိသည်များတို့ကို ချမ်းသာပေးတော်မူ၏တခင်ဖျားသည်နာနေတော်သူတွေကိုဂရုစိုက်တယ်။နော်ကျွန်တော်တို့ခက်ခဲဖြစ်နေတဲ့လူတွေလူအတိုင်းဝိုင်းပြင်ပေါက်ကိုပယ်ခံထားရတဲ့အပယ်ခံနေလူနာဆွဲနေတဲ့သူတွေကုသပေးတယ်။ဂရုစိုက်နဲ့ခြေလက်တင်နေတဲ့သူတွေကိုပြန်ပြီးတော့လမ်းလျှောက်နိုင်စေတယ်။မျက်စိမမြင်တဲ့သူတွေကိုမျက်စိပြန်မြင်စေပြီးတော့လူအတိုင်းဝိုင်းတွေကိုဝင်ရောက်စေတယ်။နော်ဒါတွေကမှလည်းဆိုဖျားသခင်ရဲ့ခဲလို့ချင်းဖျားရဲ့မြစ်တာ ။တခင်ရှုသည်လူတွေကိုအယမ်းချစ်ပြီးဂရုစိုက်တော်ဖျားဖြစ်တယ်။ဒီမြတ်တာကိုဦးနှောခံစားလိုက်ရတဲ့အခါမှာဦးနှောပြောင်းလဲတာဖြစ်တယ်။နောက်ဆုံးဦးနှောပြောင်းလဲတဲ့အဓိကအချက်တစ်ခုရှိပါသေးတယ်။အဲ့ဒါကတော့ဘာလဲဆိုရင်နှုတ်ကပတ်တော်ဖြစ်ပါတယ်။တမန်ကျမ်းစာကြောင့်ပြောင်းလဲတာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ဆရာဦးရတ်တန်ဟာစူးစမ်းပြီးတော့မြန်မာစာကိုတင်ယူပြီးတော့ဒီတမန်ကျမ်းစာအုပ်ကြီးကိုသူဟာဘာသာပြန်ခဲ့တာဖြစ်တယ်။ပထမဆုံးပုံနှိပ်စာ စာပြူလေးတွေအဖြူရောင်စာရွက်လေးတွေပေါ်မှာဝေစာလေးတွေကိုရေးခဲ့တယ်အဲ့ဒီဝေစာဟာသူ့ဟာသူရှောက်ရေးထားတာမဟုတ်ဘူးနှုတ်ကပတ်တော်ကိုအခြေခံပြီးရေးတာဖြစ်တယ်နှုတ်ကပတ်တော်ဒီလူတွေကိုပြောင်းလဲနေတာဖြစ်တယ်ဆယ်ဥရတန်အဟောပြောင်းကောင်းလို့ဥနောပြောင်းလဲတာမဟုတ်ဘူးနှုတ်ကပတ်တော်ကြောင့်ဥနောပြောင်းလဲတယ်ဆိုတာကိုကျွန်တော်တမန်ကျမ်းစာမှာတွေ့ရတယ်တမန်ကျမ်းစာကဘယ်လိုပြောလဲဖျားသခင်နှုတ်ကပတ်တရားတော်ဒီအသက်ရှင်ခြင်းတကိုးနှစ်ပြုတ်ပြင်ခြင်းတန်လျက်တကာတို့တက်ချင်းနှင့်ပြည့်စုံသည်ဖြစ်၍ အသက်နှင့်စိတ်ဝိညာဉ်ကို၎င်းအယိုးစိတ်နှင့်ခြင်းစီကို၎င်းပိုင်းခြား၍ထုတ်ခွင်းခွင့်တတ်၏စိတ်နှလုံးကြံစီများကိုလည်းသိမြင်တတ်၏လို့ဖော်ပြထားပါတယ်ဒီတမာချမ်းသာဖရားရဲ့နှုတ်ကပတ်တော်ဖြစ်တယ်เนาะကျွန်တော်တို့ဒီထိုချမ်းသာရှိသည်များသည်ဖရားသခင်မှုတ်သွင်းတော်မူသောအာဖြင့်ဖြစ်၍လို့နှစ်တိခန်းကြီး၃ငယ်၁၆ဆက်ခွန်မှာဖော်ပြထားပါတယ်ဒါဖရားသခင်ပြင်ဆင်ပေးတဲ့တမာချမ်းသာအာ ဒါကြောင့်မလို့ဆရာဦးတဲ့တန်ဟာမြန်မာပြည်သာသနာမှာအလွန်အရေးကြီးတယ်။ဒါကြောင့်မလို့သူဟာ6နှစ်လုံးလုံးเนาะကျွန်တော်တို့ဘသူတယောက်မှမရပါဘူး။ဦးနှောလည်းမရောက်လာဘူး။သူဘာလုပ်နေလဲမြန်မာစာကိုဗမာစာကိုသူတေချာပြင်ဆင်ပြီးတော့เนาะဒီចမ်းစာကြီးကိုဘာသာပြန်နေတာဖြစ်တယ်။အဲ့တော့ဆရာဦးတဲ့တန်မရှိတော့တဲ့ချိန်သာသနာပြုဆရာတွေပြည်တော်ပြန်သွားတဲ့ချိန်လဲလူတွေရဆက်ပြီးယုံကြည်နေတာဘာကြောင့်လဲနှုတ်ကပတ်တော်ဒီလူတွေကိုပြောင်းလဲစေတယ်။ဒီတမာចမ်းစာအပြင် မြမပြီးသာသနာဟာကြီးထွားတိုးတက်ရင့်တန်လာတာဖြစ်တယ်။ဒီနေ့ဒီဖျားသည်တမာကျမ်းစာကိုအသုံးပြုပြီးတော့ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းတွေကိုဆက်ပြီးတော့ lesson ကန်เนาะကျွန်တော်တို့ဖျားရဲ့မြတ်တာကိုတမာကျမ်းစာကနေခံစားနေရတာဖြစ်တယ်။ဒါကြောင့်မလို့တမာကျမ်းစာဒီအလွန်ပဲရေးကြည့်ပါဘူး။ဥနောလည်းအဲ့လိုပဲ။ဥနောအရင်ဆုံးဆယ်ဥရတန်ရှီကိုရောက်တယ်။ဆယ်ဥရတန်ကပြောတဲ့စကားသူ့ဘာသူရှောက်ဟောနေမှာမဟုတ်ဘူး။တမာကျမ်းစာအဖြစ်ဟောတာဖြစ်တယ်။အဲ့တော့ ဦးနှောင်းကပို့ပြီးတော့စိတ်ဝင်စားလာတယ်နောက်နေ့မှလည်းတမချန်းစာကိုလာဆွေးနွေးတယ်ဆရာဦးတဲ့ငါပေးလိုက်တဲ့ဝေစာတွေတမချန်းစာတွေဖြစ်တယ်အဲ့ဒါကိုသူ ဖတ်တယ်ဖတ်ပြီးတော့သူသိချင်တဲ့အခါမှာဆရာဦးတဲ့တန်ရှိကိုပြန်ပြီးဆွေးနွေးတယ်အဲ့တော့တမချန်းစာကသူ့ကိုပြောင်းလဲစေနောက်ဆုံးသာသနာ channel ကိုရောက်တဲ့အခါမှာတမချန်းစာတွေကိုကူးရရတယ် နေ့တိုင်းသူကူးရတဲ့ခါမှာဒီနှုတ်ကပတ်တော်ကနေတဆင့်ဘုရားကသူ့ကိုစကားပြောတဲ့ခါမှာမေတ္တာကိုဘုရားသခင်ရဲ့တမန်ကျမ်းစာကနေဘုရားမေတ္တာကိုသူခံစားလာတဲ့အချိန်မှာဥနောပြောင်းလဲတာဖြစ်တယ်။ဒါကြောင့်မလို့နှုတ်ကပတ်တော်ဘုရားရဲ့တမန်ကျမ်းစာကဥနောရဲ့တက်တာကိုပြောင်းလဲစေတာဘုရားမေတ္တာကိုခံစားသိရှိစေပြီးတော့ သူ့ကိုပြောင်းလဲစေတာဖြစ်တယ်။ဆရာဦးတတ်တန်အဟောပြောကောင်းတာမှန်တယ်။ဆရာဦးတတ်တန်လည်း तू ဟောကျင်တာတွေရှောက်ဟောတာမဟုတ်ဘူး။တမာကျန်းစာကိုသာအခြေခံပြီးတော့ဟောတာဖြစ်တယ်။တမာကျန်းစာကိုဘာသာပြန်ပြီးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မလို့ချစ်တော်ညီကိုမောင်မတို့တမာကျန်းစာသည်ယုံကြည်ခြင်းနဲ့ကျင့်သုံးမှုတွေအလွန်ပဲအချုပ်ချာဖြစ်တယ်။အရေးကြီးတယ်ဆိုတော့မိမထားဖို့အတွက်လိုပါတယ်။တမာကျန်းစာဖတ်ဖို့လိုပါတယ်။ဒါကြောင့်ကျွန်တော်ဦးနှောရဲ့အသက်တာပြောင်းလဲခြင်းဦးနှောဒီဖျားမြစ်တော်ဘယ်လိုခံစားရလဲဆိုတော့ဒီအချက်တွေအားဖြင့်ကျွန်တော်တို့တွေ့ရပါတယ် လူကပြောင်းလဲစီတာမဟုတ်ပါဘူးကျွန်တော်တို့အဟောပြောခြင်းတွေကပြောင်းလဲစီတာမဟုတ်ပါဘူးဖခင်ရဲ့နှုတ်ကပတ်တော်နဲ့ဖခင်သခင်တန်ရှင်းသောဝိညာဉ်တော်အပြင်ဖခင်သခင်ရဲ့တုတ်ထိခြင်းကနေပြီးတော့အသက်တာပြောင်းလဲစီတာဖြစ်ပါတယ်ဆယ်ဦးတဲ့တန်တို့ဒီနှစ်ပေါင်းများစွာပေါ့နော်1873ကနေ1869အထိ16 AB လာအထိကိုဘယ်သူမှမပြောင်းလဲပါဘူးဒါပေမဲ့ဖခင်သခင်ကဥနောကိုတုတ်ထိလိုက်တဲ့အခါမှာနှစ်လတွင်းမှာဥနောဟာပြောင်းလဲသွားတာတွေ့ရပါတယ်ဒါကြောင့်မလို့ not not by might not by power but by the holy spirit တန်ရှင်သောဝိညာဉ်တော်ကဥနောကိုတို့ထိတဲ့ခါမှာပြောင်းလဲခြင်းဖြစ်တယ်ကျွန်တော်ဖရားရဲ့မေတ္တာနဲ့ရှင်သန်ပြီးဖရားရဲ့မေတ္တာကိုဝေမျှကြပါစို့လို့တိုက်တွန်းခေါ်ပေးလိုပါတယ်